ီပုံကတော့နာစာဂျူဒုကအာကာသမှာရှမ်းမိတဲ့ဇေဒီပုံဖြစ်ပါတယ်နော်ဒါကိုကြည့်ပြီးတော့ဥသင်းကလူသားတွေမခုနိုင်တဲ့ဇေဒီတောင်းခုရှိတယ်ပေါ့သာပြီးကျန်းကမှာပေါ့ဒီနှစ်ခုချိန်ပြီးတော့တကယ်ဖြစ်နိုင်ကြောင်းကိုယုတ်တိဗေဒလောဂျစ်နဲ့တိုက်မယ်ပေါ့နော်ဒါကမှန်လားဒါကမှားလားဆိုတာကိုဦးဇင်းတို့ philosophy မှာယုတ်တိဗေဒရှိတယ်ပေါ့အဲ့ဒါနဲ့တိုက်ကြည့်ရမှာပေါ့ နော်ဦးဇင်းတို့လူသားတွေမဖူးရတဲ့ဒေတီကသုံးခုရှိတယ်ပေါ့သုံးစုရှိတယ်နံပါတ်၁ဒုဒ္ဒဒေတီနံပါတ်၂သူလာမဏိဒေတီနံပါတ်၃မဟေတရဒေတီပေါ့နော်သူလာမဏိဒေတီဆိုတာကကြတော့မြတ်စွာဘုရားကလောင်းတော်ပေါ်မှာသူ့ရဲ့ဆန်တော်ဖြတ်ဖြတ်ပြီးတော့ငါဖျားဖြစ်မယ်ဆိုလို့ရှိရင်ဒီတန်တော်ဒီကောင်းငင်ပေါ်မှာတည်တည်ပြန်မကြသိနေတဲ့ပြီးတော့အဋိဌာန်တယ်အဲ့ဒါကိုတရားမြတ်ခံယူပြီးတော့ သူတို့နှစ်ပြည်မှာသူလာမဏိစီရီတို့ပြီးတော့တည်ထားပါတယ်။နံပါတ်1ဒௌဒစီတိကကြတော့မတ္တပြာကဒီအဝတ်ကယဟန်နဲ့မတင်တော်ဘူးဆိုပြီးတော့ကြံ့တယ်။ကြံ့တဲ့အခါမှာပေါ့ကတ္တပဘုရားသခင်ကတငရင်းဖြစ်ခဲ့မှုတွေကတိကာရပြမသူကနေပြီးတော့ပရိသတ်ရှိပါကိုလာသက်ကတ်တယ်ပေါ့နော်လာသက်ကတ်တယ်ပေါ့ အဲ့ဒီမှာအဲ့ဒီမြမကနေပြီးတော့မင်းသားပြအလောင်းတော်ဝုခွဲတဲ့အဝိဇ္ဇကိုတွားပြီးတော့မြမပြီးမှဒုဒ္ဒတည်တူပြီးတော့တီးပါတဲ့နောက်နမတောမဟေတရစီတီကကြတော့မြတ်စွာဘုရားနဲ့မဟေတရနမင်းနဲ့တကိုးပြိုင်တာပေါ့မဟေတရနမင်းရှုံးတဲ့အခါမှာမြတ်စွာဘုရားကိုကြည်ညိုပြီးတော့မြတ်စွာဘုရားကိုဒီမှာပဲဒရင်တုံးမှုတိုက်သွင်းတယ်မြတ်စွာဘုရားကမရဘူးဆိုပြီးတော့ရုပ်ဘဝတဏ္ဏကို ူတော်ခွင့်ပြုတယ်ပေါ့အဲ့ဒါကိုကျတော့မဟေတရစီရီတဝီတတ်မှတ်ပါတယ်နော်ဒါလူသားတွေဘုရားစီရီပေါ့ဦးဇင်းတို့ကဒီခုနနာသာကပြတဲ့ရုပ်ပုံနဲ့အခုပြောတဲ့အရာနဲ့မှန်ကြောင်းကိုဦးဇင်းကယုတ်တိပိဒသုံးမှာယုတ်တိတော်ဒီမျိုးရှိတယ်ပေါ့ဒေသနာယုတ်တိရဲ့အာဂမယုတ်တိရဲ့တဘာဝယုတ်တိရဲ့တာရကယုတ်တိရဲ့ပေါ့ဒီမျိုးသူကဒေသနာယုတ်တိကကြတော့ဖျားဟောဒေသနာဖျားကလည်းဖျားယဟန္တာ ပစ္စေကဗုဒ္ဓတကြဝတိမင်းဒီပုဂ္ဂိုလ်၄ခုကဇေဒီတိထိုက်တယ်ပြပါတယ်အဲ့ဒါကကြတော့ဒေသနာယုတိပေါ့အာဂမယုတိကကြတော့ဦးသခုနပြောခဲ့တဲ့လူသားတွေမခွေရတဲ့ဇေဒီ၃မျိုးပဲအဲ့ဒါကအာဂမယုတိပေါ့နော်နံပါတ်3တဘာဝယုတိကကြတော့ဖြစ်နိုင်မဖြစ်နိုင်ပေါ့နော်မင်းသားပြားကိုတဘာဝတရားလက္ခဏာအကြောင်းကို မန္တရီလာတိုက်ခိုက်တဲ့အခါမှာမသက်ပြားရဲ့ဘက်ကနေပြီးတော့တဘာဝတရားနေရရက်တည်ပြီးတော့မြေကပါတုံပြီးတယ်နော်မသက်ပြားတရားဟောလို့ရှိရင်ပရိနိဗ္ဗာန်လို့ရှိရင်အာယုတ္တဟာဆိုလို့ရှိရင်ဒီကပါတိကတုံထုတ်ပေးတယ်အဲ့ဒါကကြောတဘာဝယုတ်တိပေါ့နော်နောက်တရကယုတ်တိကကြတော့တရကပြာမှာအခုအာဂါဒမှာ ဒီဒေဒီပုံတနမြင်တဲ့အခါကျတော့နာသာခါကျတယ်နော်တကယ်သိပ္ပံပညာရှင်တွေထိတ်တန်းပညာရှင်တွေရိုက်တဲ့ပုံတော့အဲ့ဒါကတာရကယုတ်တိပဲဦးဇင်းတို့နတ်ပြည်တို့ဗျာပြည်တို့ကတာမန်သူတွေမမြင်ရဘူးနော်ဘာကြောင့်လဲသူတို့အလွန်အင်မွတ်လို့သူတို့ကသူတို့ရဲ့ခန္ဓာကိုယ်ကိုကြမ်းတမ်းအောင်လုပ်ပြီးတော့မှမြင်ရတာပေါ့နော်